ူတယောက်ရဲ့တမိုးကိုသတ်မှတ်တဲ့အခါသူပါကိုတမိုးထားတယ်လေဆိုတဲ့ပုံမှာမူတည်ပါတယ်။ကိုရှင်သိက္ခာကိုတမိုးထားတဲ့သူကကိုရှင်တရားကောင်းတဲ့သူကိုတမိုးရှိတယ်လို့သတ်မှတ်မှာပါ။ဉာဏ်ပညာကိုတမိုးထားတဲ့သူကလည်းဉာဏ်ပညာရှိတဲ့သူကိုတမိုးရှိတယ်လို့ဆန်ထားမှာပါပဲ။အဲ့လိုပဲအောင်မြင်မှုကိုတမိုးလို့သတ်မှတ်တဲ့သူကလည်းအောင်မြင်နေတဲ့သူကိုမှတမိုးရှိတယ်လို့မှတ်ယူမှာပါ။ ငွေကြီးချမ်းသာတာကိုတမိုးထားတဲ့သူကတော့ပတ်စံနေအများကြီးရှိတဲ့သူတမိုးရှိတဲ့သူလို့ယူဆမှာပါပဲသိကြတာကတော့ပတ်စံတွေရှိတာကိုလေချမ်းသာခြင်းလို့မခေါ်ပါဘူးချမ်းသာခြင်းဆိုတာကိုယ်စိတ်နှစ်ပါးချမ်းသာပြည့်စုံငြိမ်းချမ်းနေတာအောင်မှခေါ်တာဖြစ်ပါတယ်ငွေရှိတိုင်းအရာရာကိုဝင်တဲ့တမိုးဖြစ်နေတဲ့သူကတမိုးရှိတဲ့သူမဖြစ်နိုင်ပါဘူးပညာတွေအရင်အရင်တက်ပြီးကိုရင်းစာနာတဲ့စိတ်မရှိရင်လည်း တတ်မှုရှိတဲ့သူဖြစ်မလာနိုင်သေးပါဘူးလူတယောက်ကလူသားဆန်ပြီးကိုချင်းစာနာတတဲ့အခြေခံရင်ကျင်းမှုလေးပိုင်ဆိုင်ထားရင်ကိုတော်တော်လေးဖူးတက်နေပါပြီ။